အားလုံးမင်္ဂလာပါရှင်။ MPA သတင်းဌာနရဲ့ဒီကနေ့အောက်တိုဘာ14ရက်နေ့လည်ကင်းချီရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်။အထူးခြားဆုံးနေ့လည်ကင်းသတင်းတွေကုလားကပလိုက်နေရဆိုပြီးအစီအဝေးမတည့်ရလို့ဝန်နေနေတဲ့စစ်ကော်မရှင်ရဲ့သတင်းလူမှုကွန်ရက်မှာရွေးကောက်ပွဲဆန့်ကျင်သူတွေကို ဖော်ထုတ်ဖို့အုတ်ကြီးနဲ့ပြူလေးကိုတာဝန်ပေးလိုက်တဲ့စစ်တပ်ရဲ့သတင်း တိုင်းပြည်အပြင်ကနေတိုင်းပြည်အသစ်တိစောက်လို့မရဘူးလို့ပြောလာတဲ့မောင်ဆောင်ခါ KNP မှာစစ်မျက်နှာငါးကိုဖွင့်ပြီးထိုးစစ်ဆင်နေတဲ့စစ်တပ်အသေးများနေတဲ့တရင်ကိုချင်းစာတက်တဲ့နှလုံးသားမွေးမြူပြီးစစ်သားတွေအလေးဝင်လာဖို့နှိုးဆော်လိုက်တဲ့ပြည်သူပန်တိုင်းတန်ချက်ကားတွေဝယ်ဖို့ယူရို9ဘီလီယံအထိအသုံးပြုမဲ့ဂျာမနီဆိုတဲ့အဲ့လိုတနိဒာအထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီနေ့အတွက်တော့ကုလကပတ်လိုက်နေတယ်ဆိုပြီးအစည်းအဝေးမတက်ရလို့ဝန်နေနေတဲ့စစ်ကောင်ရှင်တရင်နဲ့ဆက်လိုက်ချင်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ၈ရက်ကနေပြီးတော့အောက်တိုဘာ၁၀ရက်ထိကျင်းပခဲ့တဲ့လူ့ခွင့်ရေးကောင်စီရဲ့အကြိမ်60မြောက်အစည်းအဝေးကိုတက်ရောက်ခွင့်မရလို့စစ်ကောင်ရှင်က စိတ်ဆိုးနေပါတယ်။ အဲ့ဒီအစီအစဉ်မှာ ကုလသမဂ္ဂလူ့ခွင့်ရင်ဆိုင်ရာမဟာမင်းကြီးရဲ့အစီရင်ခံစာနဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့တို့ရဲ့အစီရင်ခံစာတွေကိုပေါင်းဆက်ဆွေးနွေးခဲ့ကြတာပါ အခုလိုကုလအစီအစဉ်မှာမြန်မာနိုင်ငံနဲ့ပတ်သက်လို့ဆွေးနွေးတာတွေကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်ကိုယ်စားလှယ်ဥကြုံမှုထွန်းတက်ရောက်ဆွေးနွေးခွင့်ရခဲ့ပေမဲ့စစ်ကော်မရှင်ဘက်ကတဝူးတယောက်မှတက်ရောက်ခွင့်မရတဲ့အပေါ်ကိုစိတ်ဆိုးပြီး ော့ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ကုလအစည်းအဝေးမှာမြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ်ဥကြောမောထွန်တက်ရောက်ပေမယ့်အဲ့ဒီထုတ်ပြန်ချက်မှာတက်ဆိုင်တဲ့နိုင်ငံကကိုယ်စားလှယ်ပါဝင်ခွင့်မပြုဘဲစင်ပါခဲ့တာဟာလူ့ခွင့်ရေးကောင်စီရဲ့အခြေခံမှုဖြစ်တဲ့အပြုတ်သဘောဆောင်တဲ့ဆွေးနွေးမှုနဲ့ ။ဥပပေါင်းဆောင်ရွက်မှုတို့ဟာတွေ့ဖက်နေတယ်ဆိုပြီးတော့ရေးသားထားပါတယ်။ဒါတင်လူ့ခွေကောင်စီရဲ့ဆွေးနွေးမှုတွေကိုစစ်စစ်အတည်ပြုနိုင်ခြင်းမရှိတဲ့အချက်လက်တွေကိုအသုံးပြုထားပြီးစစ်ကောင်စီအပေါ်ဆက်ဆဲချက်တွေသာပါဝင်နေလို့ဆိုထားပါတယ်။အထက်ကလို့အချက်တွေကိုစစ်ကော်မရှင်က ပြောခဲ့တဲ့အပြင်ကုလသမဂ္ဂအဖွဲ့အစည်းကမြန်မာမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုလက်တွေ့ကြကြပတ်လိုက်မှုကိကိနဲ့ ဓမ္မဒိဋ္ဌံကြားရှုမြင်သုံးသက်တာမဖြစ်ဘဲတော်လည်းဘက်ကတင်ပြကြတဲ့အချက်လက်တွေကိုသာအမှန်အဖြစ်ယူဆရဲဆိုပြီးစစ်ကော်မရှင်ကဝန်ထဲတဲ့လေတံနဲ့ထုတ်ပြန်ထားပါသေးတယ်။စစ်ကော်မရှင်ကကုလသမဂ္ဂရဲ့လုံဆောင်ချက်တွေကိုပြည်တွင်းရေးဝင်ရောက်ဆွဖက်မှုလို့တုံထားတဲ့အပြင်သူတို့ရဲ့အာဏာတည်ငြိမ်အတွက် ပြုလုပ်မဲ့ရွေးကောက်ပွဲပြီးရင်လည်းအာဏာပြန်လွှဲပေးမယ်ဆိုပြီးတော့ထုတ်ပြန်ချက်မှာဖော်ပြထားပါသေးတယ်။ ဒုတိယအနေနဲ့လူမှုကွန်ရက်မှာရွေးကောက်ပွဲဆန့်ကျင်သူတွေကို ဖော်ထုတ်ဖို့အုတ်ကြီးနဲ့ပြူလေးကိုတာဝန်ပေးလိုက်တဲ့စစ်တပ်အကြောင်းကိုပြောပြပါမယ်။လူမှုကွန်ရက်မှာရွေးကောက်ပွဲကိုဆန့်ကျင်တဲ့သူတွေကိုဖော်ထုတ်ဖို့စစ်ကော်မရှင်ကရန်ကုန်မြို့မှာရှိတဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ဖြူစောတီတွေကိုနှုတ်မိန်နဲ့တာဝန်ပေးလာတယ်လို့လှိုင်မြို့နဲ့စစ်ကော်မရှင်အုပ်ချုပ်ရေးနဲ့နှီးဆက်သူတဦးကပြောပါတယ် စနေနေ့အောက်တိုဘာ17ရက်နေ့ကသူတို့စစ်တပ်ရောက်တဲ့ရုံးကအုတ်ကြီးတွေကို ပြောတော်တာကိုရက်ကွက်ထဲမှာရေကောက်ပွဲကိုစန့်ကျင်တာတွေရေးတဲ့ကောင်တွေကိုစုံစမ်းဖော်ထုတ်ဖို့ပေါ့တိတိရရောအရေးယူသွားမယ်ဒါနေပြီးတော့အမိတ်လိုလည်းပြောသေးတယ်ချင်းမြင့်နိုင်မှာလည်းအုတ်ကြီးတွေကိုအဲ့ဒီလိုပြောတယ်လို့ကြားတယ်လို့သူကအပြေကိုပြောပါတယ် ီးခဲ့တဲ့အော်တိုဝါဆက်တဲ့ညာ9နိုင်လောက်ကတောင်းကလာပါမျိုးနဲ့အဆောင်တစ်ခုမှာနေထိုင်တဲ့အမျိုးသမီးနှုတ်ကိုရေကောက်ပွဲဆန့်ကျင်တဲ့ post တွေလူမှုကွန်ရက်မှာရေးသားခဲ့တယ်လို့ဆိုပြီးတော့စစ်တပ်ကဖမ်းဆီးသွားတယ်လို့ AMIG News ကဖော်ပြထားပါတယ်။ခုကရေကောက်ပွဲလို့ကိုစင်ညာထားတာပူပူနင်းနင်းမို့လူတွေကြောက်အောင်ခုကလာအတွင်မှာစောက်ကြည့်တာတွေတိုးလုပ်ပြီးပိုဖမ်းပြလိုက်မယ်လို့ထင်ပါတယ်ပြလို့ရန်ကုန်စကောက်နက်ဝေါ်ရဲ့တာဝန်ရှိသူတို့ကပြောပါတယ်။ ရန်ကုန်မှာအော်တိုဘား6ရက်ကနေ12ရက်နေ့အတွင်းရေကောက်ပွဲဆန့်ကျင်နေဆိုပြီးတော့စစ်ကောင်စီရဲ့မတရားဖမ်းဆီးခံခဲ့ရသူရှေ့ဦးအထိရှိလာရလို့ရန်ကုန်စကောင်နယ်ဝကအော်တိုဘား23ရက်မှာထုတ်ပြန်ခဲ့ပါသေးတယ်။စစ်ကောင်စီကရွေးကောက်ပွဲကာကွယ်ဥပဒေကိုဇူလိုင်လမှာတရားဝင်ပြဋ္ဌာန်းပေးတဲ့အချိန်ကစပြီးတော့အခုအချိန်ထိအဲ့ဒီဥပဒေနဲ့ပြည်သူ60ကျော်ကိုရွေးကောက်ပွဲနောက်ဆက်ဟန်တာဖျက်ဆီးတယ်ဆိုပြီးဖန်ဆီးခဲ့ပါတယ်။ ထပ်မံတင်ဆက်ပေးချင်တာကတော့တိုင်းပြည်အပြင်ကနေတိုင်းပြည်အသည့်တည်ဆောက်လို့မရဘူးလို့ပြောလာတယ်မောင်ဆောင်ခတင်မှာအာနာရှင်စနစ်ကိုတွန်းလှန်ပြီးတိုင်းပြည်အသည့်ကိုပြန်လည်တည်ဆောက်တဲ့အခါတိုင်းပြည်ပြင်ပကအင်အားနဲ့တည်ဆောက်လို့မရဘူးလို့ဗမာပြည်သူလူမျိုးရေးတတော် PPL ကောင်းဆောင်မောင်ဆောင်ခကမနေ့ကသူ့ရဲ့လူမှုကွန်ရက်ဆာမီနာမှာရေးသားထားပါတယ် နေပြည်မှာအသက်ပေးပြီးတော်လန်နေရတဲ့ရဲဘော်တွေနဲ့ကန်းသူတော်လန်နေရပဲဆိုတာမျိုးတော့မပြောပါနဲ့ဗျာအကုန်လုံးကကိုယုံစီရကိုရွေးချယ်ကြတာပဲဆိုပေမဲ့ဖေးနေရမှာရှိနေခြင်းကပိုရင်းနီးကြီးလဲဆိုတာသိတာပါတယ်ရဲဘော်မဖြစ်ဘူးရင်ရဲဘော်တွေကိုနားလဲပေးနိုင်မှာမဟုတ်ဘူးဆိုတာဒီကာလမှာပိုလက်ခံလာတယ်တချို့တွေရဲ့အပိုဂီစီဘိုင်းအားနဲ့ချက်တွေကိုလည်းမြင်တာလာတယ်တိုင်းပြည်တစ်ကိုတိုင်းပြည်အပြင်ကအင်အားနဲ့တိစောက်လို့မရပါဆရာတို့ရေလို့မောင်ဆောင်ခါကအေးတာထားတာပါ အချို့သောဝေဖန်သူတွေကခေါင်းဆောင်တွေပြင်ပါမှာနေထိုင်နေရကြောင်းပြည်ရင်းကတကယ့်အချိန်နဲ့တိုက်ပွဲတွေနဲ့ပြည်သူလူထုရဲ့ခံစားချက်တို့ကိုလက်တွေ့ကျကျနားမလည်နိုင်တာဒါမှမဟုတ်အာဏာဆက်လွန်မှုမှုအနေပါတာကိုဝေဖန်ကြပါတယ်ပြပရောက်ကောင်းဆောင်မှုဟာပြည်တွင်းရှိကာကွယ်ရေးတပ်ဖွဲ့များ PDS အလုံးကို အပြည့်အဝထိန်းချုပ်ကိုယ်ခွင့်ရန်ခက်ခဲစေပြီးအဲ့ဒီအချက်ဟာတော်လိုင်းတပ်ဖွဲ့ရဲ့အချက်ပေါင်းစည်းညီညွတ်မှုအားနည်းစေရလို့ထောက်ပြမှုတွေရှိပါတယ် ဒါပြင်အသက်ဆုံးမင်းတက်ခိုင်နေကြသူတွေနဲ့နိုင်ရှင်ပြပမှာလုံခြုံစွာနေထိုင်နေရတဲ့ခေါင်းဆောင်တွေရဲ့နိုင်ငံရေးဆိုင်ရာစွမ်းဆောင်ရင်းနဲ့ကိုကျော်စုံအနှင်းနာခံမှုကို အချို့ကဘေးကွန်ထွက်ကြပါတယ်ပြပမှာနေထိုင်နေတဲ့တော်လိုင်းခေါင်းဆောင်အချို့ဟာနိုင်ငံတကာတန်တမာရေးတိုက်ပွဲအတွက်မရှိမဖြစ်လိုအပ်တယ်ဆိုပေမဲ့တန်တမာရေးကိုတရားစွာမလုပ်ဆောင်နိုင်ရင်ကြာဆုံးမှုသာဖြစ်တယ်လို့ဝေဖန်ထောက်ပြမှုတွေလည်းရှိနေပါတယ်။ ဆက်လက်ပြီးကင်းနေပြီးမှစစ်မျက်နှာငါးကိုဖွင့်ပြီးထိုးစစ်ဆင်နေတဲ့စစ်တဲအသင်များနေတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ ကင်နီတီကိုအလုံးစုံတင်ပိုက်ချနေတဲ့စစ်ကောင်ရှင်ကစစ်မျက်နှာငါးကိုဖွင့်ပြီးတော့ထိုးစစ်တွေအသေးအတန်လုံနေပေမဲ့တော်လင်းပူပေါင်းတပ်တွေရဲ့အပြင်းထန်ခုခံမှုကြောင့်စစ်သားတွေအသေးများနေလို့သိရှိရပါတယ်။ကင်နီပီနယ်အတွင်းနဲ့ပီနယ်တခြားတပတ်တာစစ်ရဲ့အခြေအနေအရရိုင်းကောဒီမော့ဆိုဖလူဆိုဘောလက်ခဲနဲ့ရှမ်းကင်နီနယ်စပ်ဖဲခုံမြို့နယ်တွေမှာစစ်တပ်ကထိုးစစ်ဆင်နေရဖြစ်တယ်လို့ KNDF ကမနေ့ကထုတ်ပြန်ထားပါတယ်။ အဲ့လိုထိုးစစ်ဆင်လာတဲ့စစ်တပ်ဟာ PNO တပ်နဲ့ပူးပေါင်းပြီးအောက်တိုဘာ6ရက်မှာရိုင်းလင်းလင်းမြို့ကိုစစ်ကြောင်းထိုးလာတဲ့အတွက်တော်လရင်တပ်တွေနဲ့ထိထိတိုက်ပွဲဖြစ်ခဲ့တဲ့အပြင်အောက်တိုဘာ9ရက်မှာလည်းရိုင်းလင်းလင်းမြို့လင်းဖုန်ကြီးရွာအနီးကိုစစ်ကြောင်းတစ်ခုနဲ့ထိုးစစ်ဆင်ခဲ့ပေမဲ့တိုက်ပွဲနှစ်ခုလုံးအထိနာပြီးတက်လန့်ပြေးခဲ့ရပါတယ်။ ြပင်အော်တိုဘား9ရက်မှာပဲလင်းပုံကြီးရွာဘက်ကနေအင်းရန်60ကျော်နဲ့ချစ်ချောင်းထွက်မှန်ထိုးလာတာကိုတီးတဲ့တော်လရေးတက်တွေကနှရကြာကုကန်တိုက်ခိုက်ခဲ့တာကြောင့်စစ်သား10ဦးကျော်တေဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေများတဲ့အပြင် လက်နက်လေးလက်နဲ့ခဲယဲတွေကိုပါရရှိခဲ့ပါတယ်။စစ်ကောင်ရှင်တပ်ဟာဒီမော့ဆိုဖရူဆိုလမ်းမတခြားမှာလဲတက်ဆွဲထားလို့တောလင်းတက်တွေနဲ့နှင်းစင်တိုက်ပွဲတွေဖြစ်ပွားနေသလိုပေါ်လက်ခဲမြို့နယ်ဝမ်လန်းကျေးရွာအပေါ်ဘက်တောင်ငုံးမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုလဲတောလင်းတက်တွေကတိုက်ခိုက်ခဲ့ပါသေးတယ်။ လက်ရှိစီရရကင်းနီရှမ်းထောင်နယ်စပ်တခြားမှာစစ်ကော်မရှင်ကအင်အားအလုံးရင်နဲ့စစ်မင်နာဖွင့်ထားတဲ့အတွက်တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေနဲ့ဆက်ဆက်နေရာကပြည်သူတွေလုံခြုံရေးသတိရှိကြဖို့ KNDF ကတိုက်တွန်းထားပါတယ်ပြည်တွင်းနိုင်ငံကနောက်ဆုံးသတင်းတွေနဲ့ကိုချင်းစာတက်တဲ့နှလုံးသားမွေးမြူပြီးစစ်သားတွေအလင်းဝင်လာဖို့နှိုးဆော်လိုက်တဲ့ပြည်သူ့ပန်တိုင်းသတင်းကိုပြပြပေးပါမယ်။ တပတ်တာအတွင်းအလင်းဝင်အောင်လာသူနဲ့စစ်တုပ်ဖန်ဖန်စီရမင်မှု55ဦးရှိတယ်လို့ပြည်သူ့ဗန်နိုင်ကမနေ့ကအောက်တိုဘာ23ရက်မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်ရှင်ထံကနေအလင်းဝင်လာသူတွေဟာလားစင်ရှိနေပေမဲ့စစ်မှုထမ်းတပ်သားတဲစုဆောင်မှုဟာပုံမှန်များပြနေရကြောင်းအခုလိုနှုတ်ဆော်ချက်ကိုထုတ်ပြန်ခဲ့ရလဲဖြစ်ပါတယ်။အခုလားပထမပတ်အတွင်းမှာစစ်ကောင်ရှင်မတရားမှုတွေကိုလက်မခံနိုင်တော့လို့အလင်းဝင်လာသူ 15ဦးသာရှိပြီးတော့ကိုက်ပွဲတွေအတွင်းမှာဖမ်းဆီးရမိခဲ့တဲ့စစ်တပ်ဝန်ကတော့အယောက်40ရှိပါတယ်။ထူးခြားချက်တစ်ခုကတော့အလင်းဝင်လာတဲ့15ဦးထဲက10ဦးဟာစစ်မှုရန်တပ်သားတစ်တွေဖြစ်ပါတယ်။ အခုဆိုရင်အပတ်စဉ်15တင်နန်းစစ်မီဆိုတော့စစ်မှုရန်တပ်သားတွေ9500ရှိပြီးရှေ့တန်းမှာလူသားတိုင်းအဖြစ်နဲ့ပါစာစစ်မှုရန်တပ်သားတွေကိုအတုံးချနေတော့တေရာလည်းတော်တော်များလာပြီးအလေးဝင်တဲ့ရေအတွက်ကလည်းတော်တော်နည်းသေးရလို့နန်ဆက်ဒေသအခြေဆိုင်စီဒီအန်ရရှိတဦးက MBA ကိုပြောပါတယ်ဖန်စီရမင်ကလေးစစ်တုပ်ပန်းတွေထဲမှာစစ်သား32ဦးပါဝင်ပြီးတော့ပြည်သူစစ်ကိုပါဝင်တာကိုလည်းတွေ့ရပါတယ် အမှန်တရားကိုသိမြင်နိုင်တဲ့အသိဉာဏ်နဲ့ခုချင်းစာတက်တဲ့နှလုံးသားရှိကြသေးတယ်ဆိုရင်ဖြင့်ပိတုပံပူပေါင်းကြဖို့အချိန်ကြံလွန်းနေပါပြီလို့ပိတုပံနိုင်ကဆိုပါတယ်စစ်ကော်မရှင်ကစစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်လက်ရှိအချိန်အထိစစ်မှုထမ်းတင်နန်းတွေကိုလဆင်းပြုလုပ်လျက်ရှိပြီးလက်ရှိမှာစစ်မှုထမ်းအပတ်စဉ်ဆောင်ကိုတင်နန်းဆင်းခဲ့ပြီဖြစ်ပါတယ် စစ်မှုရန်ပတ်စင်တခုကိုစစ်ကော်မရှင်ကတင်နန်းသား9000အထိစုဆောင်းနေပေမဲ့2025ခုနှစ်ဇန်နဝါရီလကနေအောက်တိုဘာပထမပတ်အထိအလင်းဝင်တဲ့စစ်တုပ်ပန်း2186ခုသာတော်လရင်ဘက်ကပြန်လည်ရရှိထားပါတယ်နောက်ဆုံးပြပါတရင်ဖြစ်တဲ့တန်ချက်ကားတွေဝယ်ဖို့ယူရို9ဘီလီယံချီအသုံးပြုမဲ့ဂျာမနီတရင်ကို ပြောပြပြီးကျမရဲ့ပြည်လည်ကင်းတရင်တည်ဆတ်မှုကိုရပ်နားလိုက်ပါစေရှင်။ ဂျာမနီအစိုးရဟာသူတို့ရဲ့စစ်တပ်စွမ်းရည်ကိုမြင့်တင်ဖို့အတွက်ဘိန်းသက်တန်ကြပ်ကရင်424စီကိုယူရို9ဘီလီယံနီးပါးအသုံးပြုပြီးဝယ်ယူဖို့စီစဉ်နေရလို့ဖန်တိုင်းဝန်စီဌာနရဲ့စာရက်စာတမ်းတွေကိုကိုကပီးရိုက်တာသတင်းဌာနကဖော်ပြခဲ့ပါတယ်ဂျာမန်ပါလီမန်အောက်လွှတ်တော်ရဲ့ဘတ်ဂျက်ကော်မတီကအခုလိုကြီးမားတဲ့လက်နက်ဝယ်ယူရေးသဘောတူညီချက်ကိုလာမယ့်ရနေ့ငယ်အတွင်းမှာအတည်ပြုဖို့စီစဉ်ထားပါတယ်။ အခုလောဝေးဘောအတွက်ကာကွယ်လုပ်ငန်းစုကြီးဖြစ်တဲ့ General Dynamics GDR နဲ့ပူးပေါင်းပြီးတော့ကင်းထောက်ရင်284စီကိုတည်ထွင်ထုတ်လုပ်ဖို့နဲ့ဝေးဘောသဘောတူညီချက်တွေဆုံးဆုံးသွားမှာဖြစ်ပြီးတော့အဲ့ဒီတန်ဖိုးကယူရို3.5ဘီလီယံဝန်းကျင်ရှိပါတယ်။ကြတဲ့ general dynamic ကနေနောက်ထပ်ကင်းထောက်ရင်ဆက်ဆက်နှစ်စီကိုရုံနိုင်မှုရေးချဲ့ကွင်းပါဝင်ပါသေးတယ်။ ဒုတိယစီမံကိန်းအနေနဲ့ဘိန်းတက်တန်ချက်ကခြေလင်တက်ခတ်ရေးရင်150ခန်းကိုယူရို3.4ဘီလီယံအသုံးပြုပြီးတော့အဝယ်ယူမှာဖြစ်ပါတယ်။အဲ့ဒီတက်ခတ်ရေးဘိန်းတက်တန်ချက်ကရင်တွေကိုတော့ဂျာမနီကဥရောပကာကွယ်ရေးဝယ်ယူရေးအေဂျင်စီ OCCAR ကနေတဆင် KNDS နဲ့ RHMGD တို့ပူးပေါင်းထားတယ်။ artist gmbh တို့ ਨੇ စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်အခုလိုကြီးမားတဲ့လက်နက်ဝယ်ယူမှုဟာဂျာမနီနိုင်ငံရဲ့စစ်တပ်ကိုခင်မင်ရေးနဲ့ ကာကွယ်ရေးစွမ်းရည်မြင့်တင်မှုကြိုးစားတဲ့အစိပ်ပိုင်းတစ်ခုသာဖြစ်ပါတယ်။ MBA ရဲ့နေ့လည်ကင်းထူးကြတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ MBA ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။မြမပီသူပီတာပေါ့ကိုစိတ်နှပြချမ်းမာချမ်းသာပြီးဘဝအမော်ရီတည်ကြပါစေရှင်။